ပါရသမီးတို့မင်္ဂလာပါတီချဲကတော့တတ္တမရန်တင်ချပါတန်ရက်ကိုတင်ကြားပေးမယ်တီချဲဆိုးဖြစ်ပါတယ်ဒီနေ့တီချဲပြောပြမယ့်အကြောင်းအရာကတော့တင်ချနှစ်အခန်း6ပိုက်တာဂိုရက်စီယိုရန်ကတင်ကန်းစာ၃ဖြစ်တဲ့ပိုက်တာဂိုရက်စီယိုရန်ကိုအသုံးချခြင်းအကြောင်းပဲဖြစ်ပါတယ် တန်ကိုရက်စီယိုရန်ကိုဒေါက်မန်ထရီဂန်ရဲ့အနားများရှာရာတွင်အဓိကအသုံးပြုတယ်။အထူးသဖြင့်အင်ဂျင်နီယာပညာ၊ဘီတုကပညာနဲ့အခြားလက်တွေ့ပြဿနာအချို့မှာဒေါက်မန်ထရီဂန်ရဲ့အနားနှစ်နှာကိုပေးထားပြီးတော့ကြံအနားတစ်နှာကိုရှာလိုတဲ့အခါမှာ ပိုက်တာကိုရက်စီယိုရန်ကို အသုံးပြုကြတယ်။ ပိုက်တာဂိုရက်စီရန်ကိုဒီမှာဖော်ပြထားတဲ့အတိုင်းဖော်ပြနိုင်တယ်။ဒေါ့မန်ဒရီဂန်မှာဆိုရင် A ကဒေါ့မန်ကန်အနာဖြစ်တယ်။ B နဲ့ C တို့ကတော့ဒေါ့မန်ဒရီဂန်ရဲ့ကြံ့အနာများဖြစ်တယ်ဆိုလို့ရှိရင် A square ညီမျှခြင်း B square အပေါင်း C square ဖြစ်တယ်။ပုံစံတွက်တစ်ကိုတွက်ကြည့်အောင်။ဒေါ့မန်ဒရီဂန် ABC မှာဒေါ့မန်ကန်အနာ AB ဟာ 13စင်တီမီတာရဲ့ BC ရကြတော့12စင်တီမီတာကိုပေးထားတယ်။ကြံအနား AC ကို ရှာပါတဲ့။အဲ့တော့ဒေါက်မန်ဒရီကန် ABC မှာဆိုရင်ပိုက်တာဂူရက်စီယိုရန်ရာ AB2 ညီမျှခြင်း BC2 အပေါင်း AC2 ဖြစ်တယ်။အဲ့တော့လိုချင်တဲ့ AC square ကိုလိုချင်ရင် AB square ထဲကနေ BC square ကိုနှုတ်မယ် ဲ့တော့ AC square ကိုပြန်ရေးမယ် AB square နေရာမှာ13 square ကိုရေးမယ် BC square နေရာမှာ12 square ကိုရေးမယ်အဲ့တော့13 square ကကြာတော့169ဖြစ်ပြီးတော့12 square ကကြာတော့144ဖြစ်တယ်အဲ့တော့အပြည့်နှစ်ခုကိုနှုတ်လိုက်တဲ့အခါမှာ25ကိုရရှိမယ် အဲ့တော့ ACO လိုချင်ရင်25ကို square root ရှာလိုက်တဲ့အခါမှာဆိုရင်တော့ AC ရဲ့တန်ဖိုးဟာ5 cm ကိုရရှိမှာဖြစ်ပါတယ်ပုံစံတွက်နှစ်ကိုဆက်ပြီးတော့တွက်ကြည့်အောင်မေကွန်းကဒေါင်မန်စတူကန်ပုံမြေခွက်တစ်ခွက်ဤအလျားသည်15မီတာရှိပြီးအနံသည်8မီတာရှိလေ ထိုမြေခွက်ဤဒေါင်ဖြတ်အလျားကို ရှာပါတဲ့ ဲ့တော့ Dumpman Stugan ပုံမြေခွက် ABCD မှာ BC ရ50 meter AB ရ8 meter ဖြစ်ပါစေလို့ထားလိုက်မယ်။ Dumpman Trigan ABC တွင် Pythagoras theorem ရ AC square equal to AB square plus BC square ကိုရေးရပါမယ်။ပြီးလို့ရှိရင် AC square ကိုပြန်ရေးမယ်။ AB square နေရာမှာ8 square ကိုရေးမယ် BC square နေရာမှာ15 square ကိုရေးမယ်အဲ့တော့8 square က64ဖြစ်တယ်15 square က225ဖြစ်တယ်အဲ့တော့နှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်289ကိုရရှိမယ် အဲ့တော့ ACO လိုချင်ရင် square root ရှာရမယ်289ကို ရှာလိုက်တဲ့အခါမှာ AC ရဲ့တန်ဖိုးက70မီတာကိုရရှိမယ်မြေခွေရဲ့ဒေါင်းဖြတ်အလျားက70မီတာဖြစ်ပါတယ်ပုံစံတွက်3ကို တွက်ကြည့်ကြရအောင် ပေးထားသောတရိကံ ABC တွင် CD သည်အမြင့်မြင့်ဖြစ်သည် CD ညီမြချင်း 12cm BD ညီမြချင်း 9cm AC ညီမြချင်း20စင်တီမီတာဖြစ်လျင် BC နှင့် AD ကိုရှာပါတဲ့အဲ့တော့ဒီပုံမှာဆိုရင်ဒေါမန်ထရီကန် BDC ဒီမှာဆိုရင်ပိုက်တာဂူရက်စ်သီအိုရန်ရာ BC square ကိုရှာကြမယ်အဲ့ဒါကြောင့် BC square equal to BD square plus CD square ဖြစ်တယ် အဲ့တော့ BD နေရာမှာ9ကိုထည့်မယ် CD နေရာမှာ12ကိုထည့်မယ်အဲ့ဒါဆိုရင်9 square က81 12 square က144အဲ့ဒီနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်225ကိုရရှိမယ်အဲ့တော့ BC ကိုလိုချင်ရင်225ကို square root ရှာလိုက်မယ်ဆိုရင် BC က15 cm ကိုရရှိမယ်။ နောက်တကဒီပတ်ချမ်းမှာဒေါမန်ဒရီကန် ADC အဲ့ဒေါမန်ဒရီကန် ADC မှာလေပိုက်တာဂိုရက်စ်သီအိုရမ်အရာ AC square equal to AD square CD square အဲ့တော့ AC က20လို့ပေးထားတဲ့အတွက်ကြောင့် AC နေရာမှာ20ထည့်မယ်20 square equal to AD square ကိုပြန်ရေးမယ် CD နေရာမှာ12ကိုထည့်ပြီးတော့12 square ကိုရေးမယ် AD square equal to 20 square minus 12 square ကိုရရှိပါပြီ။အဲ့လိုဆိုရင်20 square က400 12 square က144နှုတ်လိုက်လို့ရှိရင်256ကိုရရှိမယ်။ AD ကိုလိုချင်ရင်256ကို square root ရှာလိုက်မယ်။အဲ့တော့ AD equal to 60 cm ဖြစ်ရရှိမှာဖြစ်ပါတယ်။ ဒီနေ့ဒီချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့သင်္ချာနှင်းအခန်းချောက်ပိုက်တာဂိုရက်စီယိုရန်ရဲ့သင်္ကန်းစာသုံးဖြစ်တဲ့ပိုက်တာဂိုရက်စီယိုရန်ကိုအသုံးချခြင်းအကြောင်းဖြစ်ပါတယ်။ဒီနေ့ဒီချက်ရှင်းပြပေးခဲ့တဲ့သင်္ကန်းစာကို သားတို့တမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။ဖတ်စာအုပ်မှာပါတယ်လေ့ကျင့်ခန်းလေးကိုလည်းသားတို့သမီးတို့စူးစမ်းပြီးတွေ့ကြည့်ကြပါလို့ဒီကျဲမှာကြားခြင်းပါတယ်နောက်သင်ခန်းစာတွေမှာဒီကျဲတို့ပြန်တွေ့ကြမယ်နော် Bye bye.